အဲ့တော့ထဲကနေပြီးတော့ကိုမရှိစေခြင်းနဲ့ device တွေကိုကျွန်တော်တို့ကဖယ်ထုတ်ခြင်းနဲ့ဆိုလို့ရှိရင် D2 ကိုသုံးလို့ရတယ်ပေါ့နော် D2 စက်နာမီတာ get them out လို့ခေါ်တယ်အဲ့တော့ကျွန်တော်တို့ကျွန်တော်ကအခု192.168.43.60ဆိုတဲ့ဒီကျွန်တော်ရဲ့ဒီ IP ပေါ့နော်ဒီ tablet ကိုကျွန်တော်ကဖယ်ထားရတယ်ပေါ့နော် remove လုပ်ထားတယ်ကျွန်တော် Google ကိုခေါ်ကြည့်မယ်ဒါဆိုလို့ရှိရင်ကျွန်တော် Google ကို pin တာ pin လို့မရဘူးပေါ့ဗျာ တော့ပင်းလို့မရဘူးဆိုတော့ဒီကနေပြီးတော့ရက်ပလိုက်တော့မှသာလျင်ကျွန်တော်ပင်းလို့ရတာဒီမှာကျွန်တော် cancel လုပ်ပလိုက်တော့မယ်နော် cancel လို့ control c နဲ့ပဲ cancel လုပ်ပလိုက်မယ်အဲဒါဆိုရင်ကျွန်တော် control c နဲ့ရက်ပလိုက်ပြီအဲ့တော့ရက်ပလိုက်ပြီဆိုတော့မှဒီဘက်ကကျွန်တော်ပင်းကြည့်မယ်နော်ဒီဘက်က control c နဲ့ရက်ပလိုက်တဲ့အချိန်မှာမှဒီဘက်ကပင်းကြည့်တာပေါ့ထပ်ပြီးပင်းကြည့်မယ်အဲ့တော့ exit ထပ်လုပ်ကြည့်မယ်ပေါ့နော် ် week exit ထပ်လုပ်လိုက်မယ်နော်ဒီကနေ့ထွက်လိုက်မယ်လုံးဝထွက်လိုက်မယ်ဟောအဲ့တော့မှကျွန်တော်တို့ဒီဟာဆိုလို့ရှိရင်ကျွန်တော်တို့ဘန်းထားတဲ့ဒီ IP ကဘာဖြစ်သွားရလဲဆိုလို့ရှိရင် remove လုပ်ထားတဲ့ IP ကအလုပ်ဟိုကွန်ပျူတာဟိုဘယ်လိုပြောလဲ tablet ကအလုပ်ထပြီးရလုပ်ပြီးပေါ့နော်အဲ့တော့ဒီနေ့တိုင်းကိုနောက်ဝက်မှာရှိနေတဲ့ကိုမလို့ခြင်းတဲ့သူတွေကိုဖယ်ထားလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဗျာ